အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တင်ကြနေရဲ့အော်တိုဘားလာ၁၄ရက်နေ့ရူဒီစီစံတက်ဆက်ပရမဖြစ်ပါရယ်။ဗမုံမြို့မှာတနင်္လာနေ့ပါကြတဲ့အထိတိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေပါရယ်။စစ်အုပ်စုရဲ့တပ်ဖြတ်မှုကြောင့်အော်တိုဘားလာချိန်လူ၄ယောက်နဲ့အထက်ဒိဆုံနေဖြစ်စဉ်ပေါင်း9ခုအထိရှိလာပါရယ်။စစ်ကွန်ရှင်စီအလင်းဝင်နဲ့ GNAPDF တပ်သားမရှိဘူးလို့ဗမုံကြီးနှုတ်ကပြောပါရယ်။စားရတဲ့တဲ့နေကိုတက်ဆက်ပြီးတော့မှာပါကျမတို့အစစ်စစ်တက်ဆက်သူမိုင်းနေဖြစ်ပါရယ်။ စစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်အော်တိုဘားလထဲမှာလူ၄ယောက်နဲ့အထက်ဒိဆုံခဲ့တဲ့ဖြစ်စဉ်ပေါင်းခုနှစ်ခုအထိရှိလာတယ်လို့တက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။စောက်ဆိုင်ကတက်ဆက်ပေးမှာပါ။အော်တိုဘားလနေရနေကစကိုင်းတိုင်းရွှေဘုံမြို့ပေါ်ကိုစေအုပ်စုကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အောင်မြေချမ်းမြေကျောင်းဝင်းထဲလက်နက်ကြရောက်ပေါက်ကွဲခဲ့ပြီးကိုရင်လေးပါပြန်လွန်တော်မူခဲ့လို့နိုင်ငံရေးအကြံအစည်များကူညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ ဲ့ဒီအော်တိုဘလာ၂ရက်နေမှာပဲရှမ်းပြည်နယ်မြောက်ပိုင်းနမတူမြို့နယ်ကိုစေအုပ်စုကလေကြောင်းကနေပုံကျဲခဲ့တာကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့လို့ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNLA ကထုတ်ပြန်ထားပါတယ်။အဲ့ဒီနောက်အော်တိုဘလာ၆ရက်နေမှာတော့စကိုင်းတိုင်းချောင်းဦးမြို့နယ်ကဘုံတိုဂျေးဝါကိုစစ်တပ်လေထီးနဲ့စေအုပ်စုကပုံကျဲခဲ့တာကြောင့်ပြည်သူ၂၀ကျော်သေဆုံးခဲ့လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။ အော်တိုဘာလာခုနှစ်ရက်နေမှာတော့မိုင်းလုံးမြုံနဲ့နမ်ခုံအုပ်စုမဟုံးဂျေးဝါကိုဆေးအုပ်စုကလေချောင်းကနေဘုံကျဲခဲ့တဲ့အတွက်ပြည်သူ၁၀ယောက်တေဆုံးခဲ့လို့လဲ TNLA ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။အော်တိုဘာလာ၁၀ရက်နေမှာတော့ချင်းပြည်နယ်မင်းတပ်မြုံနယ်ထင်းချောင်းဂျေးဝါကိုဆေးအုပ်စုကလေချောင်းကနေဘုံကျဲခဲ့တဲ့အတွက်ကျောင်းသား၄ဦးတေဆုံးခဲ့လို့ APB ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။အဲ့ဒီနောက်အော်တိုဘာလာ၉ရက်နေမှာမွန်ပြည်နယ်ဘီလင်းမြို့နယ်ကတီချာတို့ဂျေးဝါကို စေုပ်စုကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ကလေး9ရောက်တည်ဆုံးခဲ့လို့ကရင်ငိမ့်ချမ်းရဲ့အထောက်အကူပြုကွန်ရက်ကကြေညာထားပါတယ်။အဲ့ဒီအော်တိုဘာလ9ရက်နေ့မှာပဲရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိန်မြို့နယ်ကဝဲပောင်ချေးဝါကိုစစ်တပ်ကပုံကျဲခဲ့တာကြောင့်ပြည်သူခဏရောက်တည်ဆုံးခဲ့သေးတယ်လို့လည်း TNLA ကထုတ်ပြန်ထားပါတယ်။ဒီရပိုင်းတွေထမ်းမှာလဲဆေးအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူလေးရောက်အောက်တေဆုံးခဲ့တဲ့တခြားဖြစ်စဉ်တွေလည်းအများပြားရှိနေပါတယ်။လက်ရှိမှာတော့စစ်ကော်မရှင်ဟာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေချိန် ပြည်သူလူထုရှိတဲ့နေရာတွေကိုဆက်တိုက်ပုံကျနေတယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်ဒေတာကပြည်သူတွေရှိတဲ့နေရာတွေကိုလည်းဆက်တိုက်ပုံကျနေတာဖြစ်ပါတယ်။ AAPP ရဲ့စီးရင်တွေအရတော့အောက်တိုဘာလ23ရက်နေ့အထိစေုပ်စုကတပ်ဖြတ်တာကြောင့်နာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တဲ့ဒေသုံးသူပြည်သူပေါင်း8366ရှိနေပြီးအတည်မပြုနိုင်တဲ့ဒေသုံးသူကတော့၄000ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။ ီဒီလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3996336333တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ဗမုံမြို့မှာတနင်္လာနေ့ပါကြတဲ့အထူးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ထရီစာကတိဆက်ပေးမှာပါ။ ပမောမြို့ပတ်မှာကချင်လွတ်လိုက်ရေးတမရော KIA အပူပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်ရှင်တပ်တို့နေတိုင်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့ကချင်လွတ်လိုက်ရေးအဖွဲ့အစည်း KIA ဒီနေ့ပြန်ကြားရေးဌာနရဲ့ဖော်ပြချက်အရတရားပါတယ်။အော်တိုဘလာ၁၂ရက်နေ့မနက်9နာရီအချိန်ကနေညနေပိုင်း6နာရီအချိန်အထိပမောတုံးမိုင်ကတိဘက်ခလရ၄၇တဆနာခ၆၄တတပဝန်းကျင် KIA ပူပေါင်းတပ်နဲ့စစ်ကောင်ရှင်တပ်တို့တိုက်ပွဲဖြစ်ပွားတယ်လို့ KIA ဒီနေ့ပြန်ကြားရေးဌာနရဲ့အော်တိုဘလာ၁၃ ရကထုတ်လင်းတဲ့ရုပ်သံတင်အရာတရားပါတယ်စစ်ကော်မရှင်တာဟာလက်တလုံးမှာပုံမမျိုးအတွင်စီအားဖြင့်အားဖြင့်စစ်ပဆိုင်ရာပြည်စည်းတွေဖြစ်တင်တာဆက်လက်ပြုလုပ်နေစေဖြစ်ပြီးလေရင်ဒရုန်းတွေနဲ့လာရောက်ပစ်ခတ်တာလည်းပြုလုပ်နေစေလို့လဲဆိုပါရယ်စစ်ကော်မရှင်တရဲ့ရှေ့တန်းကကင်းနေရာချို့ကိုလည်းကချင်မြို့လရဲ့တမရိုကန်ရဲ့ကနေအော်တိုဘာလာတရဲ့နေကတိုက်ခိုက်တဲ့ပိုင်နိုင်ခဲ့ပါရယ် KAPD ပူပေါင်းတပ်ဖွဲ့တွေကနေဒီဇင်ဘာလ၄ရက်နေ့ကစတင်လိုက်တဲ့ပုံမော်မြို့တိုင်းတိုက်ပွဲကာလဟာဆေးလာကျော်ရှိပြီးဖြစ်ပါတယ်။လက်ရှိအချိန်အထိလည်းပုံမော်မြို့ဘက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေအခြေအနေပါ။ ခရရတပေါင်းစုတွေကနေပမောမျိုးအလုံးစုံတင်ပိုင်နိုင်ခြင်းတော့မရှိသေးပေမဲ့မြို့ရည်နေရာအများစုကတော့အထင်ချုပ်ထားနိုင်တဲ့အခြေအနေပါပမောဘက်လေရင် drone လက်နက်ကြီးတဲ့ငယ်တွေနဲ့နေ့တိုင်းပစ်ခတ်တိုက်ခိုက်တာရှိတယ်လို့ဖော်ပြထားပြီးတော့စစ်ကောင်စီဘက်ကလေရင်ပုံ63ကျင်း drone ပုံ53ကျင်းအထက်လက်နက်ကြီးပစ်ခတ်မှုပေါင်း126ကျင်းလောက်ပစ်ခတ်ခဲ့တယ်လို့အော်တိုဘားလ12ရက်ကထုတ်လင်းတဲ့တင်ပြရုပ်သားအစီအစဉ်ကနေသိသိရပါတယ် ဘူတောင်မြို့နယ်က KIA KPF တပ်ဖွဲ့ဝင်တချို့အလင်းဝင်ရောက်လာရလို့စစ်ကောင်မရှင်ကမြန်မာအလင်းတရင်ဆာမှာပေါ်ပြလာပေမဲ့ကန်ရီဘက်ကတော့အလင်းဝင်သူမရှိသလိုတည်တည်ရသမင်းဆက်လန်းစင်တာရဖြစ်တယ်လို့ကချင်လူ့ရည်အဖွဲ့အစည်း KNO KIA တရင်နဲ့ပြန်ကြိုက်တာဝန်ခံဘူမူဂျီနိုဘူကအုံပြန်ပြောဆိုပါရယ်နိုင်ငံတော်နဲ့တပ်မတော်ရင်ငင်းချိုင်ရေးလုံခြုံရေးဆွေးနွေးကိုနားလေသဘောပေါက်လာတဲ့ KIA KPF အချမ်းဖွဲ့အဖွဲ့ကအဖွဲ့ဝင်၁၂ဦးဥပဒေပေါင်းအသွင်းကိုထမှန်ဝင်ရောက်လာရလို့စစ်ကောင်မရှင်ကရေးသားဖော်ပြလာတာပါ KIA တပ်သားတွေ အလင်းဝင်ရောက်တာမရှိသလိုဒီတဲ့ဟာဆက်သက်ကသူတို့ရဲ့လူတွေနဲ့ဇလန်ဆင်ပြီးတယုတ်ပြလိညာထားတဲ့တရနာဖြစ်တယ်လို့ဘုံမူချီနော့ဘူးကအခုလိုပြောပါတယ်ကျွန်တော်ပြည်သူ့စစ်တွေကတောက်ဆောင်တဲ့ကုသလန်စင်နာပလိုမွေသူတို့ရဲ့ပြည်သူ့စစ်တွေကိုတမင်ဆလန်စင်ပြီးလောက်တာအရင်ပန်းဝါချဖွေဘက်ကျွန်တော်တို့တိုက်ပွဲဖြစ်တဲ့အချိန်ကလည်းသူတို့ပြည်သူ့စစ်တွေကိုအလင်းဝင်နဲ့ဆိုပြီးလိန်ပြီးတော့တနတ်တွေအပ်တယ်တရုတ်ပြပြီးလောက်တာ အခုလည်းကျွန်တော်တို့အဲ့ဒီဘက်မှာတိုက်တဲ့အတွက်တမင်တို့လူနဲ့တို့အဲ့ဒီလိုလောက်တာလင်ညာထားတဲ့တည်င်းဖြစ်ပါတယ်လာတလောအဲ့ဒီဒေတာဘက်မှာတိုက်ပွဲပေါ်ဆောင်တာမျိုးရှိနေရကြောင့်စစ်တပ်ကတမင်တဲ့င်းအမားတွေထုတ်လွှင့်တာဖြစ်ပြီးစစ်တပ်လက်အောက်ခံပြည်သူစစ်တပ်ဖွဲ့ကတိုက်ပွဲဝင်တချို့ကတော့ကံအေးသေးဝင်ရောက်လာတာမျိုးရှိရလို့လည်းပြောပါရတယ်။မတူနောင်နောင်နာနာတဲ့သူနာမုံတော့ကလောနာမအတက်ပေါ့။ဒါမျိုးကဆက်ပြီးမှလည်းရှေ့အောင်မှဆက်ပြီးမှလည်းလှုပ်ကြမှာဆန္ဒပြတာတွေလို့အလင်းဝင်တာတွေလို့မှယုံရတဲ့ဟာမဟုတ်ဘူး။ ်ဘယ်သူမှမဝင်ဘူးသူတို့ရဲ့ပြည်သူစစ်တွေတော့ကျွန်တော်တို့ဘက်ကိုဝင်တာရှိရစစ်တပ်အနေနဲ့အခုလိုအလင်းဝင်ရောက်မှုတွေထုတ်လွှင့်တာအပြင်ပြည်သူတွေကိုလည်းနှိစာပေးမလာမနေရဆန္ဒပြခိုင်မှုတွေဟာသူတို့ရဲ့ view ဟာတစ်ခုဖြစ်တာကြောင့်ယုံလို့ရတဲ့တဲ့မဟုတ်ဘူးလို့လည်းဆိုပါရယ် စစ်ကောင်မရှင်ကတော့အလင်းဝင်ရောက်လာကြတဲ့ GAN AKPF အဖွဲ့ဝင်တွေဟာအသင်အတမဆုဆောင်ခံကြရတာအနေအစားစီရင်ပြီးပြန်မဆေးရစွာနေထိုင်ရတာလူမျိုးရေးခွဲခြားဆက်ဆက်မှုနဲ့အဆင့်တန်းခွဲခြားပြီးအချင်းချင်းနှိပ်စက်တပြက်တာတမမှုတွေချုံလွန်တာအတံဖက်အဖွဲ့တွေရဲ့အကျိုးစီးပွားအတွက်အပြစ်မဲ့ပြည်သူတွေနဲ့နိုင်ငံဝန်ထမ်းတွေကိုချိန်ချောက်ဖန်ဆီးတပြက်တာစီရင်ပြန်မမဟုတ်တဲ့အခြေခံအဆောက်အအုံတွေနဲ့လန်တတာတွေကိုမိုင်းထောင်ဖောက်ကွဲဖြက်စီးတာစားတဲ့အတံဖက်လောက်ရတွေကိုလက်မခံနိုင်တော့တာကြောင့်ဥပဒေပုံကိုဝင်ရောက်လာတာ လို့ပြောဆိုထားပါတယ်။ဂျာအပြင်တမတော်ရဲ့တိုက်စစ်ကိုကုခတ်နိုင်ခြင်းမရှိတော့ဘဲစိတ်ဓာတ်ကျဆင်းလာတာနဲ့တမတော်ရဲ့ငင်းချမ်းရေးလုပ်ငန်းစွန်းကိုယုံကြည်လက်ခံပြီးတော့ဥပဒေပေါင်းအတွင်ငင်းချမ်းစွာနေထိုင်လိုတာကြောင့်တနက်ကင်လန်းစင်ကိုဆွန့်လွတ်ပြီးဥပဒေပေါင်းအတွင်ပြန်လည်ဝင်ရောက်ခဲ့ကြတာဖြစ်ကြောင်းသိရှိရတယ်လို့ပြောဆိုရေးသားထားပါတယ်။ဝင်ရောက်လာတဲ့အဲ့ဒီအဖွဲ့ဝင်၁၂ဦးကိုမိဘအုပ်ထိန်းတူတွေတံပြန်လည်လွှဲပြောင်းပေးတဲ့အနံပွဲကိုလည်းမနေ့ကအော်တိုဘာလ၁၃ရက်နေ့ချင်းမီနေဘူတောင်မြို့မှာရှိတဲ့နေမြခန့်တက်နေခမမှာပြုလုပ်ခဲ့တာဖြစ်ပြီးမြောက် ိုင်းတိုင်းစစ်ဌာနချုပ်ကတာဝန်ရှိသူတွေဌာနဆိုင်ရာတာဝန်ရှိသူတွေအပြင်ဥပဒေပေါင်းအသွင်ပြန်လည်ဝင်ရောက်လာခဲ့ကြတဲ့ပြန်လည်ဝင်ရောက်လာခဲ့ကြတဲ့အဖွဲ့ဝင်တွေနဲ့သူတို့ရဲ့မိဘအုပ်ထိန်သူတွေတက်ရောက်ခဲ့ကြတယ်လို့ဆိုထားပါတယ်အနည်းရဲ့ကြီးစွာတည်ရှိနေတဲ့မြေမြုပ်မိုင်းတွေရဲ့တိမတ်ဖွဲရာတွင် ပြင်းလက္ခဏာတွေအကြောင်း အသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အယောင်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကို ်တက်တာဒါမှမဟုတ်ပလတ်စတစ်ဒါမှမဟုတ်သတ္တုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေက ပုံမှန်နေရာဒါမှမဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပောက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုတ်မိုင်းတွေဟာမြေကြီးပေါ်မှာတမက မြေအောက်မှာလည်းရှိနေတတ်ပါတယ်။ မြင်းမျက်နှာပြင်ပေါ်တွေမှာပဝင်းကျင်အနေထားနဲ့တသားတည်းဖြစ်အောင် ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ်။မြင်းမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြင်းမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြားကွယ်ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင် ုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်အချို့မြေမျိုးမိုင်းတွေကိုမြေမျက်နှာပြင် အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မင်းနေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်မြေမျိုးမိုင်းအမျိုးအစားတွေကိုလူတက်မြေမျိုးမိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်လူတက်မြေမျိုးမိုင်းမှာမှရုပ်ချီပောက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်ရုပ်ချီပောက်ကွဲမိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီး မြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစာထွက်လူတက်မိုင်းဆိုတာပောက်ကွဲတဲ့အခါအစာနာဖြာထွက်ပြီးထိခိုက်သူတာမကအနီးဝန်းကျင်က အခြားသူတွေကိုပါထိခိုက်ပြီးသေဆုံးနိုင်ပါတယ်။မြင်းဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်အရည်ရွယ်တာပါ။လူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြည့်ပြီးပောက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြင်းမျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီး ဒီကျိုးမြင့်ကိုထီမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြခတ်ခြင်းပြလွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးတစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဒါမှမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်ဥပမာတနတ်နဲ့ပြခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာ က်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။မြေမြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုသွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်။တချို့တော့မြေမြုံမိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပောက်ကွဲနိုင်စွာမြင့်မာပြီး အဝေးကိုခြေပြန်းစွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။မြေပြင်နဲ့ထိချိန်မပေါက်ကွဲသေးဘဲဆက်ရှိနေနဲ့အနည်းကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပတိပခများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူး။ဒီကနေ့တရင်ချန်နယ်ရေဒီယိုအစီအစဉ်ကို အပတ်စဉ်သတင်းလာနေရနေတော့ကြနေ့အထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။